မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲ update သတင်းကတော့ KNB နဲ့ Corporate မြို့နယ်ထိုင်းမြန်မာနယ်စပ် Blado ကျေးရွာအနီးမှာရှိတဲ့စစ်တပ်စကမ်းကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကအများအပြားထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားပြီးတော့လက်နက်ချသူအများအပြားလည်းရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ23ရက်နေ့ညနေ9:00အချိန်မှာစစ်ကောင်စီတပ်ရဲ့ဘလက်ဒိုတပ်စခန်းကို KNU တပ်မဟာ6ဦးဆောင်တဲ့ KYA အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL KYA အမျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တို့ကပြန်လည်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ကတိုက်ဆုံသူများရှိခဲ့ပြီးတော့လက်နက်ချသူများလည်းရှိခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးသွားတဲ့သူတွေလည်းရှိတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။စခန်းထဲမှာလည်းတိုက်နေတဲ့စစ်သားမသားအလောင်းတွေများတယ်။ လက်နဲ့ချတာတွေလည်းအယောက်20ကျော်ရှိတယ်။ထိုင်းဘက်ချမ်းကိုထွက်ပြေးသွားတာက25ရာလောက်ရှိတယ်။စခန်းထဲမှာကအင်အား100လောက်တပ်ဆွဲထားတာပါ။အခုထွက်ပြေးပြီးတော့ စိုက်ပျိုးရေးအခင်းတွေထဲမှာပုံနေတဲ့ကောင်တွေလည်းရှိနေသေးတယ်ရှင်းလင်းရေးတွေလုံနေတော့မယ်လို့ရွှေတန်းတော်လိုင်းရေးသတင်းရေးမြစ်ကပြောပြထားပါတယ်ထိုင်းအခြေဆိုင်မတ်တီချောင်းသတင်းဌာနကလည်း KNU က Blood Rose စစ်စခန်းကိုတင်ပိုက်ပြီးတဲ့နောက်ပေဆုံးသူထွက်ပြေးသူနဲ့ဒဏ်ရာရရှိသူစစ်သား60ခန့်ရှိပြီးတော့ထွက်ပြေးလာတဲ့သူတွေဟာထိုင်းပြည်နဲ့နယ်မြေအတွင်းထဲကိုဝင်ရောက်လာတယ်လို့သတင်းရေးသားဖော်ပြထားပါတယ် KNL မဟာမိတ်ပူပေါင်းတပ်ကချိန်မုံနိုင်ခဲ့ပြီဖြစ်တဲ့ဘလက်ဒိုစစ်စခန်းဟာ2022ခုနှစ်မတ်လ28ရက်နေ့က ော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုတယ်လို့သိရပါဗါတယ်အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သားအယောက်60ခန့်တေဆုံးသွားတယ်လို့သိရပါဗါတယ်စစ်ကောင်စီကအဲ့ဒီစခန်းကိုပြန်လည်ပြီးတော့ဝင်ရောက်တပ်ဆွဲအထိုင်ချခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်ဒါကြောင့်အခု2025ခုနှစ်မေလမှာနှစ်ကြိမ်မြောက်ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်လက်တလောသေဘောဘိုးရွာမှာရှိတယ်သေဘောဘိုးတပ်စခန်းကို KNL မဟာမိတ်တပ်များကဆက်လက်ပြီးတော့ပိတ်ဆို့လျက်ရှိပါတယ်ဒါအပြင်ဝေါ်လီစစ်ဗျူဟာကနယ်လေးစခန်းထိကပ်ပလဲစခန်း ဥက္ကဋ္ဌစခန်းတို့ကိုလည်း KNLA မဟာမိတ်တပ်များကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိတယ်လို့ KNLA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့လမ်းမြန်ကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ရာနှောက်ဦးတေဆုံးပြီးတော့စစ်ရေးဆက်လက်တင်းမာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လမ်းမြန်ကြီးရွာမှာမေလ22ရက်နေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီကလေးကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်ဖွဲ့ကထိခိုက်မှုမရှိတော့လဲ စစ်ကောင်စီဘက်ကနှစ်ဦးစနိုက်ပါထိမှန်ပြီးတော့တေဆုံးသွားတယ်လို့သတင်းရပါတယ်တိုက်ပွဲပုံစံကစစ်ဆိုင်ထားတယ်လို့ဖြစ်နေတာစစ်ကောင်စီနဲ့ရှမ်းပြည် SNA ပြည်သူ့စစ်ပူးပေါင်းတပ်တွေက KIA PDF ကပိတ်ဆို့ထားတာခိုးနေကတိုက်ပွဲမှာစနိုက်ပါလက်ချက်နဲ့စစ်ခွေးနှကောင်တေသွားပါတယ်ရှေ့ဆက်မတိုးရဲပဲနဲ့ပိတ်မိနေတယ်အဲ့ဒီနေ့ကတနေကုန်လေရင်ဝဲပြီးတော့ညနေပိုင်းမှာလေကြောင်းကနေလာပစ်တယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်မေလ23ရက်နေ့နဲ့24ရက်နေ့မနက်မှာတိုက်ပွဲငြိမ်သက်နေတော့လေ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနေတယ်လို့၎င်းကသုံးသပ်ထားပါတယ်လက်မြန်မာကဂိုင်း900လောက်အတွင်းမှာစစ်ဆင်ထားတာစစ်တပ်ကသူရှုံးနေတာကိုသူမသိဘူးမိုက်မိုက်မဲမဲနဲ့ရှေ့ကိုဆက်တိုးလာတာပဲလို့ KIA ရဲ့သတင်းရင်းမြစ်ကပြောပါတယ်ဝိုင်းမော်မြို့နယ်အတွင်းလက်မြန်ရွာအပါဝင်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်များထိန်းချုပ်ထားတဲ့ခြေရွာများကိုပြီးခဲ့တဲ့ မက်လာကစတင်ပြီးတော့စေကောင်စီကလေးချောင်းကနေဘုံကျဲပြီးဝိုင်းမော်မျိုးခလိုက်ရ58တိုင်ရင်ကလည်းလက်နဲ့ကြီးများနဲ့ပြစ်ကူခဲ့တယ်လို့သိရပါတယ်။လက်မြန်ရွာဟာဝိုင်းမော်ကံပိုက်ဒီလမ်းပိုင်းမှာရှိပြီးတော့ပြီးခဲ့တဲ့ AP လာဆန်းပိုင်းမှာစေကောင်စီကတင်ငါးခုနှစ်စီးနဲ့ရောက်ရှိလာပြီးတော့တတ်ဆွဲခဲ့တယ်လို့သိရပါတယ်။လက်မြန်ရွာကိုလေးချောင်းကနေဘုံကျဲသလိုဘရုံအုံပြစ်ပြီးတော့ဖြားပြင်းဘုံနေနဲ့လဲကျဲခဲ့သေးတယ်လို့သိရပါတယ်။လက်မြန်ရွာကိုစေကောင်စီကအဆိုးဝါးဆုံးတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လကဖြစ်တယ်လို့သိရပါဗျ။ဇွန်လ10ရက်နေ့နဲ့18ရက်နေ့ကစစ်ကောင်စီကလေကြောင်းလက်နက်ကြီးဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ရာအရသာပြည်သူ၄ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လက်မြန်ရွာခရီးယံဖျားကြောင်းလည်းပြိုကျပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမတိုင်မီမေလာ အတွင်းကလည်းစစ်ကောင်စီရဲ့လက်နက်ကြီးတိုက်ခိုက်မှုကြောင့်အရသာ6ဦးသေဆုံးခဲ့မှုတယ်လို့သိရပါဗျ။စစ်ကောင်စီရန်နေတဲ့ SN နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်များဟာမြေကြီးနာဝိုင်းမော်ကမ်ပိုက်တွေလက်အတိုင်းစစ်ကြောင်းထိုးလာတဲ့အတွက် ပိတ်ဆို့တိုက်ခိုက်ခံနေရတယ်လို့မြေကြီးနာဖားကန်လမ်းအတိုင်းဖားကန်မြို့ကိုဥတည်နေတဲ့စစ်ကြောင်းဟာလည်းပိတ်ဆို့တိုက်ခိုက်ခံနေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကတီထောင်ထားတဲ့စစ်ဗိုလ်တန်းတင်တန်းကျောင်းများမှာရီမန်းချက်ရန်သူအားတိုက်ရန်ဆိုတဲ့ဆိုင်းဘုတ်များစိုက်ထူထားပြီးတော့ရဲရဲတပ်ရဲရဲတပ်ရဲရဲတပ်ကျူပင်ခုတ်ကျုံငုံမကြံစေရေး တပ်ဖြတ်တိုက်ခိုက်ရမယ်လို့စစ်မှုထမ်းတပ်သားများကိုစစ်အရာရှိများကတင် जा ပို့ချပေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကရီမန်းချက်ရန်သူအားတပ်ရန်ဆိုတဲ့စိုင်းပုတ်အနီများကိုအေပီလာနှောင်းပိုင်းကစတင်ပြီးတော့စစ်မှုထမ်းတန်တန်းကြောင်းများအလုံးမှာစိုက်ထူထားတယ်လို့သိရပါရယ်။တခြားတစ်ဖက်မှာလည်းစစ်မှုထမ်းတပ်သားတက်များကိုပြစ်ခတ်မှုတင်တန်းများနဲ့အတူရန်သူအားတပ်ဖြတ်ချိန်မုံရမှာရရက်တက်ရရက်တိုက်ရရက်တက်ကျူပင်ခုတ်ကျုံုံမကြံစေရင်တိုက်ခိုက်ချိန်မုံတပ်ဖြတ်ရမှာဖြစ်ကြောင်းရေးသားထားပါတယ်။ ်လက်ရှိနိုင်ငံတော်ဟာအကြမ်းဖက်အဖွဲ့များကြောင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှောင့်နှေးနေရပြီးတော့ရန်သူမှန်သမျှကုံစင်အောင်လို့တပ်ဖြတ်နိုင်မှသာလျှင်နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်တရားစီရင်ဝါပြောမယ်လို့တင်ကြားပို့ချမှုများစစ်အာရှိများကလှုံ့ဆော်လျက်ရှိတယ်လို့သိရပါဗျ ရန်သူနဲ့ပတ်သက်လာရင်ဘသူ့ကောင်မှညှာစရာမလိုဘူးရန်သူနဲ့ပတ်သက်လာရင်ကလေးမို့လို့လည်းညှာစရာမလိုဘူးရဲရဲတက်ရဲရဲတိုက်ရဲရဲတိုက်ရမယ်ရန်သူမှန်သမျှအကုန်တက်ပြရမယ်ကျူပင်ခုတ်ကျူငုတ်မကြမ်းနှိမ်နှင်းနိုင်မှနိုင်ငံကြီးကတာရမယ်ဒီစစ်ပွဲကတရားတော်စစ်ပွဲဖြစ်တယ်ပြည်ပအားကိုလောက်ကောင်တွေကိုနှိမ်နှင်းမှုကလူလူတရလုံးထောက်ခံတဲ့တရားတော်စစ်ပွဲဖြစ်တယ်ဆိုပြီးတော့တင်တန်းမှာဝါရဖြန့်ပို့ချပေးနေပါတယ် ရန်သူကိုနှိမ်နှင်းတဲ့တပ်ဖြတ်မှုတွေမှာဘလို့အေးအေးယူမှုမျိုးမှမရှိသေးရဘူးဆိုပြီးတော့လဲပို့ချထားပါတယ်လို့အပတ်စဉ်ဆက်တဲ့တန်တန်းတက်ရောက်နေစဉ်စစ်မှုထမ်းတပ်သားတဲ့တဦးက Viber ကနေတစင်းသတင်းပေးဖို့ပြောကြားထားပါတယ်လက်ရှိနိုင်ငံတော်ကြီးဟာပြည်ပစွပ်ဖတ်မှုများကြောင့်ပြိုကွဲမဲ့အခြေအနေရှိနေကြောင်းစစ်မှုထမ်းတပ်သားတဲ့များရဲ့အင်အားနဲ့နိုင်ငံတော်ကိုပြန်လည်ထူထောင်ရမှာဖြစ်ပြီးတော့လက်ရှိတောင်းဝန်ထမ်းဆောင်နေသူများဟာနိုင်ငံတော်ရဲ့အနာဂတ်ကိုထူးဆစ်နေသူများဖြစ်ကြောင်းဒါကြောင့်မိမိတို့ရဲ့လောက်ရများအတွက် ဂုံယူရမှာဖြစ်တယ်လို့တင်ကြားပို့ချပေးနေကြောင်းသိရပါတယ်။ဒါအပြင်တိုက်ပွဲမှာထူးခြားစွာတိုက်ခိုက်နိုင်တဲ့စစ်ဗုဒ္ဓတပ်သားများကိုလည်းထိုက်တန်စွာစုခြင်းများနဲ့သူရဲကောင်းဘွဲ့တစိတ်များကိုချင်းမြင့်မှာဖြစ်တယ်လို့မလုံးပေပြောကြားထားပါတယ်။စစ်ဗုဒ္ဓတပ်သားများဆိုတော့လေအများရန်စစ်သားများလိုပဲစစ်တပ်ထဲမှာတော်ရင်တော်တယ်လို့နေရာပေးမှာဖြစ်ကြောင်းစေတန်းအောင်နဲ့ဘွဲရများအနေနဲ့အရာရှိများဖြစ်လာနိုင်ပြီးတော့အခြေခံပညာအဆင့်ရှိသူများအနေနဲ့လည်းတက်ချက်ကြီးယာရုအထိရရှိနိုင်ကြောင်းတက်ချက်ကြီးယာရုနဲ့ပင် နိုင်ငံတော်ကဆေလွတ်တဲ့ပြည်ပမှာရှိတဲ့ကြည်ရည်လေးစစ်တမ်းမှုများအောက်မှာတာဝန်ယူထမ်းဆောင်ခွင့်နဲ့ပြည်ပကိုတွားရောက်နေထိုင်ခွင့်အခွင့်အရေးများရှိနေတယ်လို့စစ်မှုထမ်းတပ်သားတဲ့များကိုမလုံပေးစည်းရုံးလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ထိုင်းနိုင်ငံမှာအခုနှစ်ပထမ3လအတွင်းမှာမြန်မာနိုင်ငံသားများက ထိုင်းဘတ်ငွေ1.59ဘီလီယံတန်ဖိုးရှိတဲ့ကွန်ဒိုအခန်းပေါင်း436ခန်းကိုဝယ်ယူထားပြီးတော့ဒုတိယအများဆုံးဝယ်ယူသူများအဖြစ်နဲ့စရင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်2025ခုနှစ်ရဲ့ပထမ3လအတွင်းမှာတရုတ်နိုင်ငံသားများကကွန်ဒိုအခန်းပေါင်း1481ခန်းကိုတန်ဖိုးအဖြစ်ထိုင်းဘတ်ငွေ6.1ဘီလီယံဝယ်ယူပြီးတော့ပထမအများဆုံးဝယ်ယူထားတယ်လို့သိရပါတယ်။မြန်မာနိုင်ငံသားများကထိုင်းဘတ်ငွေ1.59ဘီလီယံတန်ဖိုးရှိတဲ့ ကွန်ဒိုအခန်းပေါင်း436ခန်းကိုဝယ်ယူပြီးဒုတိယအများဆုံးဝယ်ယူသူများဖြစ်လာကရုရှားနိုင်ငံကကွန်ဒိုအခန်းပေါင်း288ခန်းကိုဝယ်ယူပြီးတော့ တတိယအများဆုံးဝယ်ယူသူများဖြစ်လာတယ်လို့သိရပါဗျ။ထိုင်းအိမ်ချမ်းမြေတရင်အချက်လက်စင်တာရဲ့အချက်လက်များအရာထိုင်းနိုင်ငံမှာနိုင်ငံသားသားကွန်ဒိုဝယ်ယူမှုအနည်းငယ်ကျဆင်းသွားပြီးတော့တရုတ်နိုင်ငံသားများကဝယ်ယူမှုမှာဥဆောင်နေတယ်လို့သိရပါဗျ။မြန်မာနိုင်ငံသားတွေကတော့ထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူမှုဟာတိတိတသားမြင့်တက်လာတယ်လို့သိရပါဗျ။ထိုင်းနိုင်ငံမှာအခုနှစ်ပထမ3လအတွင်းမှာကွန်ဒိုအခန်းပေါင်း3916ခန်းတန်ဖိုးအပြင် 16ဒသမ39ဘီလီယံတန်ဖိုးကွန်ဒိုခန်းများကိုနိုင်ငံသားများထံကိုရောင်းချနိုင်ခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားများရဲ့ကွန်ဒိုဝယ်လိုအားအခြေအနေဟာဆက်လက်ပြီးတော့မြင့်တက်နေဆဲဖြစ်ပြီးတော့ဝယ်လိုအားတွေဆက်လက်ပြီးတော့များပြားတိုးပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်အလဲချောင်းကျေးရွာမှာစစ်မှုထမ်းရအတွက်အကိုဖြစ်သူကိုလာရောက်ခေါ်ဆောင်တဲ့အချိန်မှာမတွေ့တဲ့အတွက်ညီဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မေလပထမပတ်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအုပ်ချုပ်ရေးအဖွဲ့စစ်တပ်နဲ့ရဲများကကြိုတင်အကြောင်းမကြားထားဘဲနဲ့စစ်မှုထမ်းရလာရောက်ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။မိဘတွေကလိုက်စုံစမ်းတော့သူ့အကိုကစစ်မှုထမ်းဖို့စည်ရင်ထဲမှာပါတယ်။ရှောင်းနေလို့တဲ့အဲ့ဒီအိမ်ကညီကိုခေါ်ပြီးတော့တတ်သေးကိုပို့လိုက်တာ။ အခုစစ်သားတွေရဖို့အတွက်လူတိုင်းကဥပဒေမဲ့တွေလုံနေကြတာလို့ဒေသခံတူကပြောပြထားပါဗါးခေါ်ဆောင်ခံရသူလူငယ်ကိုမော်လမြိုင်ကျွမြို့အခြေဆိုင်ခမရ934ကိုပို့ဆောင်ပေးတဲ့နောက်စစ်တင်နှန်းကိုပို့ဆောင်လိုက်တယ်လို့သိရပါဗါးတိုင်းအတွင်းစစ်ကောင်စီတပ်များမှစုဆောင်းထားရှိတဲ့လူငယ်များကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုပို့ဆောင်ပြီးတော့ပြည်သူ့စစ်မှုထမ်းအပတ်စဉ်73ကိုမေလ73ရက်နေ့ကပို့ဆောင်ခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ